ကျွန်တော်တင်တဲ့ကောဘတ်နှစ်ထောင်ပေးပြီးတော့မှတင်တဲ့တက်ရမယ်ဆိုလို့ရှိရင်အများစုကတွေ့ဝေဖြစ်ကြတဲ့အချက်နှစ်ချက်ရှိတယ်။နံပါတ်1ကတော့တင်တဲ့တံပေါ်အရင်စီးကြည့်ရပါတော့။ဘာတွေတော့တင်ပါလဲပေါ့။နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တင်တဲ့ကာလကအရှိနှစ်လပဲရှိရယ်။ဆိုတော့အဲ့ဒီနှစ်လဆိုတဲ့အရှိဟာဘာသာစကားတမ်းမြောင်းမှုနေပေကကြည့်လို့ရှိရင်အရန်တုံတောင်းလွန်းနေတာ။ဆိုတော့ဘလိုတွေတော့တင်ပါလဲပေါ့။ဒီအချက်နှစ်ချက်ကိုတို့အရင်တွေ့ဖြစ်ကြတယ်ပေါ့နော်။ဒါတွေကတဘာဝလေးကြားတယ်လို့တို့ရဲ့တွေ့ဝေမှုတွေအားလုံးကလေးပဲတရားနေလမ်းကြားတယ်။ ဆိုညီမလေးတယောက်ရှိတယ်နာမည်ပို့ပို့လို့ကိုယ်သူဘန်ကောက်မှာနေတယ်အင်ကူအလုံးလောက်တာဆိုတော့သူတတိယကနေပြီးတော့မှအလုံးလောက်ခါစားထိုင်းစကားမတက်လို့ဆိုပြီးတော့မှထိုင်းတင်တဲ့နေတက်ဖို့အတွက်တင်တဲ့နေရှာတက်ခိုင်းတယ်ဆိုတော့ကျွန်တော်တင်တဲ့နေရောက်လာတယ်အရင်မိုက်တော့တာကတင်တဲ့နေရောက်လာပြီးတော့ကျွန်တော်တင်တဲ့ကာလတဝဲမှာပဲသူတတိယမှာကသူ့ကိုထိုင်းစကားဆဲမတင်တော့ဖို့ဆိုပြီးလာတာတော့ကျွန်တော်ရတယ်ဆရာသူပြောပြတာနော်ဒါကျွန်တော်ပြတာမဟုတ်ဘူးဘာဖြစ်လို့ထိုင်းစကားမတင်ခိုင်းတော့ဘူးလဲဆိုလို့ရှိရင် သူတစ်ထင်းမှပြုတ်လိုက်တာကအရင်မိုက်တယ်။နေထိုင်စကားဒီထက်တောက်သွားပြီဆိုလို့ရှိရင်ငါစီမှနေမှာမဟုတ်တော့ဘူး။ဒီထက်ကောင်းတဲ့အခွင့်အလမ်းတွေရှိတဲ့နေရာကိုရှာပေပြီးတော့တော့မှာပေါ့။စရောနင်းကောဆွရှုံမကန်ခြင်းကိုငါစီမံနေပြီဆိုလို့ရှိရင်ခါတော့တိုင်းတော်ပြီဆိုပြီးတော့မှလာတာရဲ့အယမ်းမိုက်တာနော်။ဆားရည်လဲကွာညံနေတော့အချင်းအားနဲ့အားလို့ဆရာအဲ့ဒီဝတ်တကောရင်းနဲ့တင်းနေအောင်ပြန်ပြီးနားထောင်လဲနားထောင်တာတခင်းမစိုးရင်လာတယ်သူက။ပိုးတဲ့နင်းကအဲ့ ြောင်းမလို့လားတဲ့စားတယ်အဲ့တော့ဒီလိုနေတော်ပြီပေါ့တဲ့စားရတတ်နေနေတဲ့မတင်နေတော့တဲ့သူအဲ့လိုမျိုးပြောတယ်အမေကဆိုသူအပြင်ကိုဖွက်သွားလို့ရှိရင်ဖုန်းနဲ့အလုပ်တွေပါတယ်ခိုင်းနေနားမလဲဘူးအခုသူဖုန်းနဲ့အလုပ်ခိုင်းနေ AC ပဲဆိုမလွှဲတော့ဘူးတော့မလွှဲဘူးပြောချင်တာကဒီတင်နန်းတတ်ဟာတကယ်နဲ့တင်နန်းအနေနဲ့ကြည့်ရလို့ရှိရင် သူ့ကိုနှိရှာပြီးတော့ပြောလိုက်တာမဟုတ်ဘူးသူ့ကိုယ်တိုင်ခံယူထားတာတကူကတင်တန်းထဲမှာဆိုလို့ရှိရင်သူကတခြားတင်တန်းသားတွေထက်အရန်ကိုမှစာမတော်ဘူးပေါ့သူများတွေလည်းစာလို့ရှိရင်အရန်အမှတ်ညာလေးအားနေပြီးတော့မှလုံသွားစာညာနဲ့အထင်မှပါတယ်ဆိုပြီးသူ့ကိုယ်ကိုတတ်မှတ်ထားတာပေါ့နော်ဒါပေမဲ့အဲ့ဒီလိုတတ်မှတ်ထားတဲ့လူတယောက်အနေနဲ့တော့မှ ကျွန်တော်တင်တဲ့မှာတင်တဲ့တဝဲကာလဆိုတဲ့အတွင်းတလိုရားလိုက်မျိုးတွေရားသွားတယ်ဆိုလို့ရှိရင်ကျန်းသူတွေကလည်းပါတယ်ဖြစ်သွားနိုင်ပါလိမ့်မယ်။အထူးခြားတာကတော့ကျွန်တော်တင်တဲ့ဟာရားလက်ကိုဦးစားပေးပြီးတော့မှဖန်တီးတဲ့တင်တဲ့မျိုးဖြစ်တာဖြစ်တဲ့အတွက်အချင်းကာလတွေငွေကြေးတန်ဖိုးတွေဆိုတာဟာလုံကဖြစ်တဲ့စရာတော့မတော်ဘူးပေါ့နော်။ဒီစကားကိုပါလို့ပြောတယ်ဆိုလို့ရှိရင်ညီတော်နေနဲ့အခုလိုမျိုးတူဝင်နေတဲ့အချိန်မှာကိုလိုတဲ့ရားလက်ရှိတဲ့ပန်းတိုင်ကိုမရောက်ပင်နဲ့လမ်းလွှဲသွားမှာဆိုတော့ကျွန်တော်ဒီစကားလေးဖြစ်တာပေါ့နော်။ဒါတော့ဆိုလို့ရှိရင်မိမိတို့တူဝင်နေကြတဲ့ဟာတွေကိုနားလည်သွားမှာပါ။ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းတင်တဲ့မှာတွေ့ကြပါမယ်နော်။